မင်္ဂလာပါမြစ်ချနာသတင်းချန်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းဒေသလူမျိုးစုတွေရဲ့အသံတွေကိုစူးစစ်တင်ဆက်ပေးမှာဖြစ်ပါတယ်စစ်ကော်မရှင်စီအလင်းဝင်တဲ့ KNY တပ်သားမရှိပဲပြည်သူစစ်တပ်ဖွဲ့ဝင်တချို့ကတော့ KNC ဝင်ရောက်လာတယ်လို့ KIO ကပြောပါတယ်စစ်ကော်မရှင်ဟာ KIA နဲ့တိုက်ခိုက်နေတဲ့ရှေ့တန်းစစ်မျက်နှာတွေမှာထာနေပြည်သူစစ်တွေကိုအုံပြူပြီး လူမျိုးအချင်းချင်းတိုက်ခိုက်စေတဲ့မဟာဗျူဟာတွေကိုတုံးချနေတယ်လို့ KIO ကပြောပါတယ်။အကျဉ်းထောင်တွေလည်းလုံလောက်တဲ့ဈေးကူတောက်ဝင်မရတာကြောင့်နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေတေဆုံနေရတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်ကော်မရှင်စီအလင်းဝင်တဲ့ KNA တပ်သားမရှိပဲပြည်သူစစ်တပ်ဖွဲ့ဝင်တချို့ကတော့ KNAC ဝင်ရောက်လာတယ်လို့ KNO ကပြောပါတယ် ဘူတောင်မြို့နယ်က KIAKBF တပ်ဖွဲ့ဝင်တချို့အလင်းဝင် ရောက်လာတယ်လို့စစ်ကော်မရှင်ကသူတို့ရဲ့ဝါဒဖြန့်တဲ့င်းစာတွေမှာဖော်ပြရဟာတည်င်းအမားတာဖြစ်ပြီး KIA ဘက်ကတော့အလင်းဝင်တူမရှိတယ်လို့တမင်ဇက်လန်းဆင်ပြီးတရုတ်ပြလိန်ညာထားတဲ့တည်င်းတာဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KOKA တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးတော်ဘူးကတုံ့ပြန်ပြောဆိုပါတယ်ကျန်နေတာပြည်သူစစ်နေကတောက်ဆောင်တဲ့ကုန်တလန်စင်နာပလိုမွေးဘောင်ဝါဖြူမကော 反正讲，反正他蒙，刹那比度世尼凯，灵差，阿弥陀那，刹那离不开那阿贝，康什拉那克罗，雅蒙阿尼达摩格特，将萨达摩乔达桑。 န်တယ်ကမ္ဘာနဲ့တရားနဲ့ကုကလို့မဆိုးလည်းမဆိုးရှိကြတယ်လို့နိုင်ငံတော်နဲ့တမတော်ရဲ့ငင်းချိုင်းလုပ်ငန်းစဉ်တွေကိုနားလည်သဘောပေါက်လာတဲ့ KIA KPF အစံဖွဲ့အဖွဲ့ကအဖွဲ့ဝင်၁၂ဦးဥပဒေပေါင်းအတွင်းထပ်မံဝင်ရောက်လာတယ်လို့ပြီးခဲ့တဲ့အောက်တိုဘာလ၁၄ရက်နေ့ကထုတ်ဝေတဲ့မြမအလင်းသတင်းစာမှာရေးသားဖော်ပြလာတာပါလက်တလောအဲ့ဒီဒေတာဘက်မှာတိုက်ပွဲဖော်ဆောင်တာမျိုးရှိနေရကြောင်း စစ်ကော်မရှင်တပ်ကတမင်တဲအမှားတွေထုတ်လွှင့်တာဖြစ်ပြီးစစ်ကော်မရှင်တရဲ့လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင်တချို့ကတော့ KIA ထဲဝင်ရောက်လာတာမျိုးရှိရလို့လည်းပြောပါရယ်ဘတ်တော့နောင်နောင်နာနာတဲ့သူနာမုံတော့ကလောနာမအတဘောဆန္ဒပြနေမုံကလောအလင်းချနာမုံကလောနာကမ္မပေါ်နေတယ်အဲ့နာခုရှမ်းမှုကရှင်းနေနာပြည်သူစစ်မြေမှန်တော်တဲ့ရှမ်းနေနာစကောမရှင်အနေနဲ့အခုလိုအလင်းဝင်ရောက်မှုတွေထုတ်လွှင့်တာအပြင်ပြည်သူတွေကိုလည်းနှိမ့်စားပေးမလာမနေရဆန္ဒပြခိုင်းမှုတွေဟာ သူတို့ရဲ့ view ဟာတခုဖြစ်တာကြောင့်ယုံလို့ရတဲ့တည်းမဟုတ်ဘူးလို့လည်းဆိုပါရယ်စစ်ကော်မရှင်ကတော့အလင်းဝင်ရောက်လာကြတဲ့ KAKPF အဖွဲ့ဝင်တွေဟာအတင်းအတမဆူဆောင်းခံကြရတာအနေအဆားဆင်းရဲပြီးပင်ပန်းဆင်းရဲစွာနေထိုင်ရတာလူမျိုးရေးခွဲခြားဆက်ဆံမှုနဲ့အစင်တန်းခွဲခြားပြီးအချင်းချင်းနှိပ်စက်တပ်ဖြတ်တာအတမမှုတွေကျွလွန်တာအကြမ်းဖက်အဖွဲ့တွေရဲ့အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူတွေနဲ့နိုင်ငံဝန်ထမ်းတွေကိုချင်းချောက်ဖမ်းဆီးတပ်ဖြတ်တာစီးရီးပြစ်မှတ်မဟုတ်တဲ့အခြေခံအဆောက်အုံတွေနဲ့ လန်ဒန်သားတွေကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာစတဲ့အကြမ်းဖက်လုပ်ရတွေကိုလက်မခံနိုင်တော့တာကြောင့်ဥပဒေပေါင်းဝင်ရောက်လာတယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်တပ်မတော်ရဲ့တိုက်စစ်ကိုခုခံနိုင်ခြင်းမရှိတော့ဘဲစိတ်သက်သာဆင်းလာတာနဲ့တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုယုံကြည်လက်ခံပြီးဥပဒေပေါင်းအတွင်းငြိမ်းချမ်းစွာနေထိုင်လိုတာကြောင့်လက်နက်ကင်လန်းစဉ်ကိုဆွတ်လွတ်ပြီးဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း တိရှိရတယ်လို့လည်းပြောဆိုရေးသားထားပါတယ်။ဝင်ရောက်လာတဲ့အဲ့ဒီအဖွဲ့ဝင်၁၂ဦးကိုမိဘအုပ်ထိန်းသူတွေစီပြန်လည်လွှဲပြောင်းပေးတဲ့အနံပွဲကိုလည်းအော်တိုဘလ၁၃ရက်နေ့ကကချင်ပြည်နယ်ပူတာအုံမြို့မှာရှိတဲ့နယ်မြေခံတပ်နယ်ခမ်းမမှာပြုလုပ်ခဲ့တာဖြစ်ပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတာဝန်ရှိသူတွေဌာနဆိုင်ရာတာဝန်ရှိသူတွေအပြင်ဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့အဖွဲ့ဝင်တွေနဲ့သူတို့ရဲ့မိဘအုပ်ထိန်းသူတွေတက်ရောက်ခဲ့ကြတယ်လို့ဆိုထားပါတယ်။ စ်ကော်မရှင်ဟာ GNA နဲ့တိုက်ခိုက်တဲ့ရှေ့တန်းစစ်မျက်နှာတွေမှာဌာနေပြည်သူစစ်တွေကိုအုံပြုပြီးလူမျိုးအချင်းချင်းတိုက်ခိုက်စေတဲ့မဟာဗျူဟာတွေကိုအုံချနေတယ်လို့ KIO ကပြောပါတယ်စစ်ကောင်မရှင်ဟာပြည်သူ့စစ်မဟာဗျူဟာထိုင်ဆွဲပြီးဌာနေတိုင်းရင်းသားတွေကိုပြည်သူ့စစ်ကောင်စင်ဖွင့်ပြီးတော့အချင်းချင်းတိုက်ခိုက်စေတဲ့မဟာဗျူဟာတွေနဲ့ တိုက်ပွဲတွေမှာအုံချနေတာလို့ကကြွလတ်ရီအဖွဲ့အစည်း GAN OGAN အသတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြချပါရယ်လက်ရှိအချိန်ကချင်ပြည်နယ်နေရအများစုမှာ GAN ပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကော်မရှင်တပ်ဟာပြည်သူစစ်တပ်တွေကိုအားစိုက်ပြီးရှေ့တန်းစစ်မြေနဲ့ပြင်ကိုဇေလွတ်တပ်တွေပြုလုပ်နေရလို့ဆိုပါရယ်တိကိတ်တေဆုံးသူများလာတဲ့အတွက်စစ်ကော်မရှင်တပ်နဲ့ပြည်သူစစ်တပ်ဖွဲ့ကြားလေပြဿနာဖြစ်ပေါ်တာတွေရှိရေဆိုတာစုံစမ်းသိရှိရတဲ့အကြောင်း GAN OGAN အသတင်းနဲ့ပြန်ကြားရေးဌာနကနေအော်တိုဘားလ15ရက်နေ့မှာထုတ်လွှင့်ထားပါရယ်လ က်ရှိအချိန်မှာလန်စေဒီတာကိုပြန်လည်ရရှိရေးစစ်ကော်မရှင်လောက်ခံပြီးသူဆက်တပ်ဖွဲ့တွေကိုပီဂရီလာပိုင်းကရှေ့တန်းပူဆောင်တာအပြင်ခေါလံဖူးနေအောင်မွန်ကပီတူတွေကိုရဲကရီပူဆောင်ဖို့လူခေါ်တာတွေရှိခဲ့ပါတယ် ဝဲမုံမျိုးနေလမြောင်ရောအစင်မြနဲ့ပြန်ပန်ပါလေစစ်ကောမရှင်တန်နဲ့မြင်းစီတန်ပြည်သူစစ်အတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးစီရေလှူရှာနေတဲ့အတွက်နှစ်ဖက်သက်စီရေတင်မာနေတာပါနိုင်ငံသားများပြည်ပြည်နိုင်ငံကိုကောက်ွေးဆောင်ရှောက်နေကြတဲ့တပ်မတော်နဲ့လက်သွဲပြီးတစ်ဖက်တလန်ကနိုင်ငံကိုဖျက်ဆီးနေတဲ့ကဲအေအပါအဝင်တိုင်းတလန်နဲ့ကန်အကြံဖက် PDF တောင်းကျမ်းသူတွေကိုဝဲဝန်းချိန်မုံနေကြခြင်းပဲဖြစ်တဲ့လို့ဝရဆုပြည်သူစစ်ကောင်ဆောင်မြင်းစီတန်ကနေအမျိုးသားအမတ်စင်ရှင်နဲ့အမျိုးသမီးအမတ်စင်နဲ့ပြည်သူစစ်တန်တန်ဆွန်ပွဲမင်းခွန်ပြောကြားချိန်မှာထည့်သွင်းပြောကြား သွားပါတယ်။ဒါအပြင်အဲဒီ main ခွန်ရုပ်သံမှာပဲနိုင်ငံကိုဖျက်လို့ဖျက်ဆီးပြုလုပ်နေတဲ့နိုင်ငံတချို့ဘီထင်းကလောက်ကောင်တချို့နဲ့ကံအပအဝင်တိုင်းဒါလနဲ့ကိုင် BTF အမိခံအချမ်းမဲ့တောင်ချန်သူတွေနဲ့ပူပေါင်းပြီးနိုင်ငံရေးအကြောင်းပြကစုဖို့အုံချမှုတွေပြုလုပ်နေခဲ့ကြတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဘူဒိုခိုင်အတွင်းကအစိုးရအကြောင်းတွေမှာအကြောင်းသုံးဖက်စာအုပ်တွေကိုစာတင်နဲ့တဝက်ကျော်တဲ့အထိ မထုတ်ပေးနိုင်သေးဘူးလို့ចောင်းသားမိဘတွေကပြောပါတယ်။ဖတ်စာအုပ်တွေကိုအပြင်ဆိုင်တွေမှာလည်းရောင်းချတာမရှိဘဲမနစ်ကဖတ်စာအုပ်ဟောင်းတွေကိုចောင်းစားဖွင့်ချိန်တုန်းကခွဲဝယ်ပေးခဲ့ပေမဲ့တချို့ចောင်းသူចောင်းသားတွေကမရရှိခဲ့ကြဘူးလို့ចောင်းသားမိဘတို့ကပြောပါတယ်။မနင်းခွန်လာចောင်းမာနီနာဒါလေကနေပြစနေကိုရောက်စင်တာကိုလောစင်တာနဲ့တင်းညောင်းလို့လေဒါလေကတိုင်းတိုင်းကကြာချင်မှာပါညာအိတ်တိုင်းစွန်တယ်နေပြစအကျိုးပါတော့တိုင်းတောင်း လေနော်တခုစားအဲလိုလာကားလုံးကောင်းနေပါဘူးလူနေပါဘူးအဲကောင်လူကြောင့်တခုနဲ့ကြောင့်တော့ရွှေညပြတခုကောင်းမစင်းတခုအဲလေလုံလုံတော့ကားလို့ဖတ်စာအုပ်တွေကိုကျောင်းသားတိုင်းမရရှိတဲ့အတွက်စာတင်ကြားရေးမှာအခက်အခဲတွေကြုံတွေ့နေရပြီးဖတ်စာအုပ်မရှိဘဲကျောင်းသက်နေကြတာလေးလကျော်ရှိပြီဖြစ်ပါတယ်။ကလေးမိဘတွေဟာမြင့်ချနာမျိုးကနေဖတ်စာအုပ်ဝယ်ယူဖို့ကြိုးစားပေမဲ့မရရှိကြသလိုဒေသအတွင်းဖတ်စာအုပ်အဟောင်းတွေကိုရှာဖွေပေမဲ့ အခုချိန်ထိဆုံးလင်းအောင်မရှိသေးဘူးလို့တည်ရပါတယ်။ဒါအပြင် ရေးမှတ်စာအုပ်တွေလည်းပူတာဟုခရိုင်အတွင်းရောင်းချတာမရှိတဲ့အတွက်တချို့ကမြစ်ချနာမြို့အနေမှာယူကြတယ်လို့လည်းတည်ရပါတယ်။အရင်နှစ်တွေကအစိုးရအကြောင်းမှအကြောင်းလာအပ်တဲ့ကလေးတွေကိုအကြောင်းအပ်တဲ့နေ့မှာပဲမူလတန်းကနေအထက်တန်းထိဖတ်စာအုပ်နဲ့ရေးစာအုပ်ခဲတံဘောပင်ပေတာနဲ့ခဲပြတ်တွေကိုတစ်ခါတည်းပေးလိုက်ကြပါမိမယ်။ဒီနှစ်မှာတော့မရရှိတဲ့အခြေအနေပါ။ ူတော်ခရိုင်အတွင်းကမြို့နယ်တွေမှာတမကအခြေရွာတွေအထိတောင်းတနေတဲ့ကလေးတွေစာရေးကိရိယာတွေမရှိတာကြောင့်ခက်ခဲနေတယ်လို့ဆေးဝါးတွေလည်းတာမြင့်ပစ္စည်းတခုလိုတည်ယူခွင့်မရှိတဲ့အတွက်အခြေခံဆေးဝါးတွေတောင်းမှ မရှိတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့သိရပါတယ်။ပူတော်ဒေတာဟာလမ်းပတ်ဆက်တွေရေးခက်ခဲတဲ့ဒေတာတခု ဖြစ်ပြီးရေကြီးရေရှာမှုအပြင်မိုးရာသီရောက်တိုင်းဝင်းလံခေါင်ဖြားတဲ့ဒေတာတွေမှာလမ်းတွေပျက်စီးလေးရှိပြီးတည်ယူပို့ဆောင်ရေးခက်ခဲပါတယ်။ စ်ကော်မရှင်ကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲဆွယ်စီယုံရီကာလာကိုရက်ပေါင်း60ခွင့်ပြုပေးထားပါဗျ။မဲဆွယ်စီယုံရီကာလာဟာလာမယ့်အောက်တိုဘာလ28ရက်နေ့မနက်6နာရီကနေဒီဇင်ဘာလ26ရက်နေ့ည7နာရီအထိဖြစ်တယ်လို့ဆိုပါရယ်။မဲဆွယ်စီယုံသားတွေကိုတော့လွတ်တော်ရွေးကောက်ပွဲနေ့ဥပဒေပါပြဋ္ဌာန်းချက်တွေအတိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါရယ်။အဲ့ဒီနေဥပဒေတွေမှာတော့ဘာသာရေးကိုနိုင်ငံရေးအတွက်အလွယ်တုံးတာတတ်မတော်မူရင်ဥပဒေပါအတိုင်းကိုပြိုကွဲအောင်ဂုံတိတ်ခါကြအောင်ဟောပြောတာ လုံဆောင်တာနဲ့ပုံနဲ့ထုတ်ဝေတာတွေမလုပ်ရဘူးလို့လည်းပြဋ္ဌာန်းထားပါရယ်။ဒါအပြင်ဟောပြောမယ့်နေရာ၊ရက် အချိန်နဲ့ဟောပြောမိသူရဲ့ကိုယ်ရဲ့အချက်လက်တွေကိုတက်ဆိုင်ရောင်ကော်မရှင်ရုံးမှခွင့်ပြုမိန်တင်ရမှာဖြစ်တယ်လို့လည်းပြထန်ထားပါတယ်။သမတ်ထားတဲ့ဥပဒေတွေထုတ်ပြန်ထားတဲ့အမိန်စီကံညွှန်ကြားချက်နဲ့ကွန်ပျူတာပါသမတ်ချက်တွေကိုဖောက်ပြရင်တော့ဥပဒေအရာအေးအေးယူခံရမယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာတော့အစ်စ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ဟာနာမည်စရင်တင်သွင်းထားတဲ့ကိုယ်စားလှယ်စုစုပေါင်း9023ယောက်ကိုစစ်စစ်ပြစီသွားပါပြီ။ အာနာသိန်းစစ်ခေါင်းဆောင်ရင်အော်တိုဘားလ15ရက်နေ့ကပြောဆိုချက်အရအဲ့ဒီကိုစလီလောင်းတွေတေကတချို့ဟာပညာအရေးချမ်းသတ်မှတ်ချက်မမီတော့မျိုးတွေရှိရလို့လည်းသိရပါဗျ။စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲအပိုင်း၁ကိုမျိုးနေပေါင်း၁၀၂မျိုးနေမှာဒီဇင်ဘာလ28ရက်နေ့ပြုလုပ်သွားမှာဖြစ်ပြီးလက်ရှိချိန်မှာတော့မေးစင်တွေကိုအော်တိုဘားလ10ရက်နေ့အထိပထမအကြိမ်ကြီးညာထားပါဗျ။ အကျဉ်ထောင်တွေတဲ့လုံလောက်တဲ့စေကုသခွင့်မရတာကြောင့်နိုင်ငံရေးအကျဉ်သူအကျဉ်သားတွေတေဆုံးနေရတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အာဏာသိမ်းကာလကြာမြင့်လာတဲ့နောက်အကျဉ်ထောင်ထဲကျန်းမာရေးစောင့်ရှောက်မှုတွေပုံမဆိုးရွားလာပြီးလုံလောက်တဲ့စေကုသခွင့်မရတာကြောင့်တေဆုံးနေရတဲ့အကျဉ်သားတွေအများအပြားရှိလာတယ်လို့နိုင်ငံရေးအကျဉ်သားတွေကိုထောက်ပံ့ကူညီပေးနေတဲ့အဖွဲ့တွေစီကသိရပါတယ်။ထောင်ထင်းကျမရေးဆောင်ရှောက်မှုအခြေအနေဟာဆွဆွရွရွကိုဆုပ်ယုပ်နေရလို့ Justice Network for Political Prisoner JMPP ရတာဝန်ရှိသူဖြစ်တဲ့ကိုဇော်ရဲထွတ်ကပြောပါရယ်ဝမ်ရှော့နဲ့ပါရာစီတမောနီမကောင်နဲ့ပါရာစီတမောကောင်းကိုက်နဲ့ပါရာစီတမောဘိုင်းနာနဲ့ပါရာစီတမောဒါပဲအထိကပေးတာပေါ့နောက်ပြီးတော့ထောင်ထဲမှာရှားနာတွေဘာတွေပေါက်တယ်ဆိုရင်လည်းအာဒီဆေးပဲပေးတာပေါ့နော်အကျဉ်းတို့အကျဉ်းသားတွေအတွက်ဆေးဝါးအတွင်းခွင့်ရှိပေမဲ့ကန်တက်ချက်တွေနဲ့တွင်းရတဲ့အခြေအနေတွေကိုလည်းရင်ဆိုင်နေရဆဲဖြစ်ပါရယ်တချို့ထောင်တွေဆိုဆေးသွမခန္ဓာရှိရဲ့တချို့ထောင်ကြားဆေးသေးသေးချက်တယ်ဆေးစုံဝန်ထမ်းတွေအရင်စစ်တာတရရဲ့ရောက်တာမဟုတ်ဘူး ီးရင်ထောင်ဆေးရုံရောက်တယ်ထောင်ဆေးရုံကဆရာဝန်တွေကစစ်တယ်တချို့နေရာတွေဆိုယူယူဆေးတောင်တွန်းလို့မရအောင်ပြီးတော့ဆေးတွန်းနေကြတဲ့အဖြစ်ယူတာတွေရှိရင်တွန်းနေဆေးအကုန်ရောက်တာမဟုတ်ဘူးထောင်သေးဆေးဝါးလုံလောက်လာဆိုတော့လည်းမလုံလောက်ဘူးအဲ့ဒီအပြင်အတန်းထောင်ထဲကျမရေးဆဆရောရောဖြစ်ပေါ်လာခဲ့ရင်ဆေးဝါးကုတခွင့်ရနိုင်ဖို့အဆင်ဆင်ဖြတ်ကျော်ရတဲ့အခြေအနေတွေရှိရာကြောင့်မလိုလားအပ်တဲ့သေဆုံးမှုတွေလည်းအခုနှစ်ထဲဖြစ်ပွားခဲ့ပါတယ် ီခရက်စက်တင်ဘာလ17ရက်နေ့မှာပဲမကွေးတိုင်းတရက်အကျဉ်းထောင်မှာညွန်မူလမ်းကြောင်းရှိရဆိုပြီးအရေးပေါ်လူနာဖြစ်နေတဲ့နိုင်ငံရေးအကျဉ်းသားတယောက်ကို အချိန်မီဆေးကုသခွင့်မပေးခဲ့ရကြောင်းကြားဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။တရက်အကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသားကိုကျော်လင်းအောင်ဟာအသက်ရှူကြတဲ့ဝေဒနာကိုခံစားနေရပြီးထောင်ဆေးရုံမှာကုသနေချိန်ထောင်ဆရာဝန်က ထောင်ဆေးရုံထဲလိုအပ်တဲ့အောက်ဆီဂျင်အပါအဝင် တခြားပစ္စည်းတွေလုံလောက်မှုမရှိတာကြောင့်ဆေးရုံပြောင်းရွှေ့ဖို့စက်တင်ဘာလ14ရက်နေ့ကညွှန်ကြားခဲ့လို့ PPNM ကဆိုပါတယ်။ဒါပေမဲ့ထောင်ပိုင်းစိုးနောင်ကညွန်မူလန်းကြောင်းရှိရဆိုပြီးပြည်မဆေးရုံကိုပြောင်းရွှေ့ကူတာခွင့်မပေးဘဲစက်တင်ဘာလ15ရက်နေ့မှသာကူတာခွင့်ရခဲ့တာကြောင့်စက်တင်ဘာလ18ရက်နေ့မှကြာဆုံးခဲ့ရပါတယ်။ ဲ့ဒီလိုအချိန်မီကုသခွင့်မရရှိမှုတွေကြောင့်အချင်းထောင်ထဲကျမကြီးအချိန်နေဆိုးရတာတွေရှိခဲ့ရလည်းဖြစ်ပါတယ်။အခုချိန်မှာအချင်းထောင်ထဲကျမကြီးစောင့်ရှောက်မှုမလုံလောက်တဲ့အချိန်တွေကိုနိုင်ငံရေးအကျဉ်းသားတွေတမကအကျဉ်းသားအလုံးခံစားနေရပြီးပတ်စာများများပေးနိုင်ရင် အပြင်ဆေးရုံမှာကုသနိုင်တယ်လို့ပတ်စာမပေးနိုင်တဲ့သူတွေကတော့အချင်းထောင်ထဲကိုယ်ဒုက္ခကိုခံဆိုတဲ့အခြေအနေမျိုးဖြစ်နေရလို့နိုင်ငံရေးအကျဉ်းသားတွေကိုကုညီစောင့်ရှောက်ပေးနေတဲ့အဖွဲ့တွေကပြောပါတယ် PPNM ကနေလက်လမ်းမီတောက်ကောက်ယူထားနိုင်တဲ့ဈေးတွေအရအခု2025ခုနှစ်ထဲလုံလောက်တဲ့ဈေးကူတာခွင့်မရရှိရကြောင်းနိုင်ငံရေးအကျဉ်းသူဂျန်တာ20ယောက်ကြာဆုံးခဲ့ရပြီး2024ခုနှစ်မှာတော့22ဦးရှိခဲ့ပါတယ်အကျဉ်းထောင်ထဲကျမရေးစောင်းရှောက်မှုဟာအယောင်ပြဖြစ်တဲ့အပြင်တက်တန်းကုံဆုံးနေတဲ့တက်တန်းကုံဆုံးခါနီဆေးဝါးတွေပေးတာတွေကိုလည်းထောင်တိုင်းလူလူမှာကြုံတွေ့နေရတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကနေသိရပါတယ်ဒါအပြင်နိုင်ငံရေးအကျဉ်းသူ80ရာခိုင်နှုန်းလောက်ဟာ ရေပြားယောဂါဖြစ်ပေါ်နေပြီးဆေးဝါးကုသခွင့်မရတယ်လို့အကျဉ်းထောင်ဆေးရုံဟာလည်းအယောင်ပြတက်တက်ဖြစ်တယ်လို့ WOPP ပြန်ကြားရေးတာဝန်ခံမှဆုမြတ်ကပြောပါတယ်ဆောင်ဆရာဝန်တွေမလုံလောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့အမျိုးသမီးဆောင်တွေအတွက်အမျိုးသမီးကျန်းမာရေးဝန်ထမ်းလည်းမရှိတဲ့ထောင်တွေအများကြီးပဲအရေးပေါ်ကျန်းမာရေးဖြစ်လာခဲ့ရင်ချက်ချင်းထောင်တာဝန်တွေရောက်မလာတာတွေမနဲ့ခေါ်ညမှာရောက်လာတယ်ဒီလိုအခြေအနေတွေကထောင်တိုင်းလိုလိုကြုံတွေ့နေရတာပါအကျဉ်းထောင်ထဲကျန်းမာရေးစောင့်ရှောက်မှုဟာ အယောင်ပြတသက်ဖြစ်နေတဲ့အချိန်ကျမရေးနဲ့ညညွတ်တဲ့အစားအစာနဲ့တောက်သုံးရည်မရရှိတာနေထိုင်မှုပုံစံတွေကြောင့်လဲထောင်တွင်းကျမရေးအချိန်တွေအတွက်ပုံမဆိုးရွားစေရလို့နိုင်ခြင်းတွေကိုကူညီပေးနေတဲ့အဖွဲ့တွေစီကသိရပါတယ်နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AABB ရဲ့ဆင်းနေအရာစစ်အာဏာသိမ်းပြီးနောက်အော်တိုဘာလ20ရက်နေ့အထိဖမ်းဆီးခံရသူ2943ယောက်အထိရှိပြီးအဲဒီထဲက2539ယောက်ဟာ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။မြစ်ကြီးနာသတင်းချန်ရဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာတာပတင်းနေ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်ကြီးနာသတင်းချန်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။